အားလုံးမင်္ဂလာပါ PSN Properties ကကြိုဆိုပါရစေကျွန်တော် Tristan ပါဆိုတော့ကျွန်တော်ဒီတစ်ပတ်မှာတော့ဒီကျွန်တော်ရဲ့နောက်က20 60အိမ်လေးကိုကျွန်တော်မိတ်ဆက်ပေးပါမယ် လိုခန်းဖွဲ့ဘလိုနေထားရှိလဲဆိုတော့ကျွန်တော်တို့လိုက်ကြည့်လို့ကသူအိမ်ဒီအိမ်လေးရဲ့ဒီနေရာတော့55ရောက်กว่ามาတရှိပါတယ်ဆိုတော့လမ်းနေထားရကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကမန္တလေးလမ်းနဲ့အနီးဆုံးမှာရှိတယ်ပေါ့နော်အလှည့်အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကတောင်ဘက်နဲ့အရှိတ်ဘက်ကြားတွေကတောင်ဆူးဆူးဘက်ကိုပေါ့နော်ဆိုတော့ပို့ပြီးတော့လှည့်ပါတယ်ဆိုတော့အလှည့်ကြိုက်တဲ့ ဲ့တဲ့တွေအတွက်ကျွန်တော်ဒီအိမ်လေးကိုမိတ်ဆက်ပေးချင်ပါတယ်ဆိုတော့အိမ်လေးကိုကျွန်တော်မဝင်ခင်မှာအင်ရှင်းမျက်နှာစာလေးကျွန်တော်ရင်ရှင်းတာပဲသူကလမ်းထက်ပေးမြင့်ထားတယ်အိမ်ကလည်းလေကခွင်နဲ့ပို့ပြီးတော့ပြင်ပေးထားတယ်ဆိုတော့စိတ်ဝင်စားဖို့ကောင်းနေပြီကျွန်တော်လည်းဒီဘက်ကြည့်အောင်လားကျွန်တော်ခုရောက်နေတဲ့ခြေရောက်ချတာတဲ့နေရာကတော့သူ့ရဲ့မြောင်းဘုံပေါ့နော်မြောင်းဘုံကိုလည်းခိုင်ခိုင်ခန့်ခန့်နဲ့ပဲကားတွေပါအတက်ဆေးလို့လို့ရအောင်လုပ်ပေးထားတယ်နောက်တစ်ခုကခြံဝင်းရဲ့တကားသူတို့အဓိကဆိုတော့ဒီလို slide လေးနဲ့ပေါ့နော် over slide deeper slide သွားတယ်ဆိုတော့ space အရင်မစားတော့ဘူးပေါ့နော်ဆိုတော့ဒီတက်တက်ကတော့ကျွန်တော်တို့ကတော့ car parking တော့ကိုတော့ကျွန်တော်နေရပေးပါတယ်လောလောဆယ် band only တွေကတော့ Asian ကတော့ခဏချပေးထားတယ်ပေါ့နော် design ပုံပေးထားတယ် car ကတော့နှစ်စီးရက်လို့ရမယ်နှစ်စီးတစ်ထောင်ပို့မယ်အလဲမှာရှောက်လန်းတော့ပို့ရည်ပြဆိုတော့ဒီလေးကတော့ ground time ရှိမယ်ပြီးတော့ဒီဟာကျတော့ဂျိုးပြစနစ်နဲ့တွားတဲ့ရေစစံပေါ့နော်ဆိုတော့ဒီအိမ်ကထူးခြားတာတစ်ခုချက်ပေါ်ရဲ solar ပါပါပြီးသားဆိုတော့ solar operation နဲ့လေပတ်နေတဲ့ light စနစ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်လိုက်ပြပေးမယ်နော်ဒီကကွင်ကတော့ဒီကနေလမ်းကလည်း လမ်းထက်လည်းအိမ်ကမြင့်ထားတယ်အိမ်ထက်ကိုလည်းဒီထက်အိမ်မကြီးကပိုမြင့်ပေးထားဆိုတော့မိုက်တယ်နော်ကျေလာဒါတော့အိမ်ရဲ့ living space ဖြစ်ပါတယ်အိမ်ရဲ့ဝင်ဝင်ချင်းအိမ်တော်မကြီးကိုတော့ကျွန်းတစ်ခါနဲ့ပဲလှဆင်ပေးထားတယ် ဆိုတော့ဒီကနေဝင်လာပြီးတောက်လျှောက်အခုမြင်နေရတဲ့ကျွန်တော်ရှေ့မြင်နေရအားလုံးက living space ဖြစ်ပါတယ်။ Korea Bargain နဲ့ Jangin နေအပေါ်မှာ ceiling lamp တွေနောက်တစ်ခုကကျတော့ brain box တွေအကုန်လုံးကို customer ရဲ့စိတ်ကြိုက်အတိုင်းမေးလာနိုင်တဲ့ customer ရဲ့စိတ်ကြိုက်အတိုင်းသူတန်ပန်းနေလုပ်ပေးထားတယ်။ဆိုတော့ loan rate ကတော့6ဆိုတော့ကျွန်တော်နောက်ဖက်ကိုဆက်သွားပြပေးမယ်ကျွန်တော်ရညာဘက်ချန်လေးကွန်ရနေကျွန်တော်ပြင်အပေါ်သက်ပြလိုက်နော်ဆိုတော့ကျွန်တော်လည်းလိုက်ကြည့်ပါနော်ကြာကြောက်ပါဒီနေရာလေးကတော့ပထမဦးဆုံး ခန်းခန်းဖြစ်ပါတယ်ဆိုတော့အောက်ထပ်မှာရှိတဲ့ခန်းခန်းပေါ့နော်သူကတော့ရေချိုးခန်းအိမ်သားတွဲရဲ့အခန်းခန်းဖြစ်ပါတယ် square feet ကလည်းတိတ်မကျင်းဘူးပေါ့နော်မကျင်းဘူးဒါပို့ပြီးတော့မှအခန်းခွက်တော်တော်ကောင်းတဲ့အိမ်လေးကျွန်တော်ဆိုလိုလို့ရတယ်ဒါဆိုအိမ်60 60လေးဆိုလို့ရှိရင်အရင်အခန်းခွက်ကျင်းတယ်ကဲဒါလည်းရတော့သူရဲ့ရေချိုးခန်းအိမ်သားဖြစ်ပါတယ်ရေချိုးခန်းအိမ်သားမှာ shower set ပြီးတော့အကုန်လုံးက cotton brand နေရော washing sinks basin sink တော့ဒီ shower နဲ့ဒီ normal ဘူးတိုင်းအကုန်လုံးက cotton တွေပဲပြည်ထားတယ်လေလေးလေးလုပ်နေကောင်းတယ်နိုင်တယ်ပြီးတော့သူက န်ဆန်းနေပါလားဆိုတော့မိုက်နော်တခုပဲရှိတယ်အေကွန်ပဲတက်ဖို့လို့ပြောတာဆိုတော့ဝင်မဲ့ဧည့်တွေကအေကွန်မလို့ယူလာပြေပေါ့နော်ကဲလာပါပြီးဖို့ကြောင်တော့ဒီကျွန်းတကားမှန်နေပဲသူကပါလိရှင်ကိုခွဲထားပါတယ်ဒါလည်းကောင်းပါတယ်ထမင်းစားခန်းလေးယူတော့ကျွန်တော်တို့ကဒီ kitchen area ရဲ့ဒီနေရာလေးမှာလုပ်ဖို့ကြတော့ကျွန်တော်ကညာထားပြီးပေါ့နော် recommend ပြပါတယ်ဒီတော့ဒီနောက်မှာကျတော့ဒီ kitchen setup PC တွေပေါ့နော်ဘယ်လိုမျိုးဘာမှမပေါ့တော့ဒီဘောင်တွေပဲကုန်ပါတယ် ဟော cabinet တွေတော့ဘာမှမရှိရှင်းနေဘူး။ဆိုတော့ဒီနောက်ဖက်ချန်ကိုတော့ကျွန်တော်တို့က leader lamp မှာ chance ရရှိပြီးကျွန်တော်ပြရမယ်။ Okay ။ဒါကတော့နောက်ဖက် leader lamp သွားတာပေါ့နော်။ chain area တွေမှာပဲစုံပါတယ်။ဆိုတော့ပစ္စည်းတွေဘာတွေထားကျင်နေဆိုလို့ရှိရင် sun shade ထားပြီးတော့မိုးလုံတွေလုံးနောက်မှထားလို့ရပါတယ်။ဒါကတော့ဒီချိုးနိုင်အောင်ဖြစ်ပါတယ်။လား အခုမြင်နေရတဲ့အခါကျွေးပြားတွေကတော့ဒီလောက်ပါနေတယ်လို့ပြောပြထားတယ်အကြီးဆုံးပြထားဖို့ပေါ့နော်ဒါလည်းဒီ AI signature ပေါ့နော်ဆိုတော့ကျွန်တော်တို့အပေါ်ထပ်တော့ကြည့်အောင်နော်လာကျော်ကဲကျွန်တော်တို့အပေါ်တက်ကိုတက်တဲ့လေကားလေးကတော့ဒီကစွလေကကွင်းအချိုးလေးကတော့ကျွန်တော်သဘောကျတယ်တင်ရပါတော့နော်လေကားတွေကတော့ marble ကြွေကားတွေပဲပေါ့နော်ဒီလေရင်းတွေကတော့ ုံမှန်တန်းနေနေပဲကဲဒီရဲ့ပထမတက်ကိုရောက်ပါပြီဒီလေးကတော့ဆိုလာပါပြီးသားเนาะဆိုလာနဲ့လေပတ်နေတဲ့ lighting ပါအဲဆောင်းကကျွန်တော်ကအောက်ထပ်မှာမီးမခွင့်ပြဘူးဆိုတော့အောက်ထပ်က lighting ကောင်းနေတော့ခွင့်ပြတာပြီးတော့ကျွန်တော်ရောက်နေတဲ့အချိန်ကဒါတနားခွဲနှစ်နာရီဝန်းကျင်ဖြစ်တာဟုတ်တော့ lighting လည်းကောင်းတယ်။ကဲဒါလေးကတော့အိမ်ရဲ့ပထမတက် living space ဖြစ်ပါတယ်။ဒီထဲမှာအခန်းဖွဲရရှိအောင်မယ်ပြီးတော့ runner တစ်ခုရှိအောင်မယ်ဆိုတော့ runner တော့ကျွန်တော်ထွက်မှပြတော့မယ်။အခန်းဖွဲရင်ကြည့်ရအောင်နော်။ โอเคဒါကတော့ဒီပထမဆုံးဒီပထမအလွာပေါ့เนาะပထမအလွာရဲ့အခန်းပထမဦးဆုံးဖွင့်ထားတဲ့ယေရှုခရစ်ရဲ့အတွက်အခန်းအခန်းဖြစ်ပါတယ်လာကျွန်တော်ပြောပါမယ်အာ lighting နဲ့ကောင်းကောင်းရတယ်เนาะ lighting ကောင်းကောင်းရတယ်ကျွန်တော်ပရင်မော့တကဖွင့်ပြတယ်ဟာဖေဝီလေးပြောလဲကောင်းเนาะအခန်းဖွင့် square feet တွေကတော့ကျွန်တော်ပထမဆုံးဗီဒီယိုအစမှာကြည့်ခဲ့ရတဲ့အောက်ကယေရှုခရစ်နာအခန်းနဲ့ square feet တူတူပဲခင်ဗျဒါမဲ့သူကတော့ပို့ပြီးတော့ယေရှုခရစ်နာဟုတ်ပါချက်ပြောရတာပေါ့เนาะဆိုတော့ဒါသူ့ယေရှုခရစ်နာဖြစ်ပါတယ် ဒီမှာပါနေတဲ့ shower sets တွေနဲ့နောက်တော့ဒီ Kodo brand တွေအကုန်လုံးပါလေအာသူ YouTube မှာ lighting တော့ကြွေပြားတုံးထားတဲ့အရာကအကုန်လုံးက fix YouTube နဲ့အရာတွေเนาะဆိုတော့အလင်းရောင်လည်းကောင်းလို့ရတယ်เนาะဆိုတော့ဘူးရအောင်ဆိုတော့ကျွန်တော်တို့နောက်ထပ်အခန်းတွက်ကြည့်ပါသူနဲ့အခန်းကကြက်ရပဲဒါပေမဲ့ဒီအခန်းရဲ့ square feet ကပိုကျယ်တယ်လို့ကျွန်တော်ခံစားရတယ် ဆိုတော့ဗီဒီယိုကြည့်နေတဲ့ဧည့်သည်တွေတော့ကျွန်တော်မပြောတတ်ဘူးညနေကိုရေးကြည့်ချင်လို့ရှိရင်ကျွန်တော်တို့ဆက်သွယ်ပေးရအောင်เนาะဆိုတော့ကျေးဇူးတင်ပါတယ်ကဲဒါကတော့သူ့ရဲ့ YouTube ခိုင်းတာဖြစ်ပါတယ်လာပြပေးမယ်ကျွန်တော်အထဲဝင်လို့ရှိရင်ရှုပ်နေမှာဆိုလို့ကျွန်တော်ဒီလေးပိုင်းပြပေးရအောင် lighting ကောင်းကောင်းရတဲ့ feeling မျိုးတော့ကျွန်တော်ရတယ်ဗျာ pro mic တွေ brain box တွေတုံးပြီးထားတာပြီးတော့အိမ်နိုင်ရံတွေတုတ်ထားတာရောကြွေကြတွေပုံထားတာအကုန်လုံးအလင်းလောက်ကိုသွားတာဆိုတော့ idea မစိုးကျွန်တော်ကြိုက်တယ်လာဆိုတော့ကျွန်တော်တို့အခန်းပြပြီးပြီဆိုတော့ဒီ lawyer ရဲ့ balcony veranda ကျွန်တော်ပြပြမယ်เนาะ veranda ပေါ့ veranda ပြပြမယ်เนาะ Okay ဒါတော့ veranda လေးလို့နေလို့မသိဘူးကျွန်တော်တို့ကြိုက်ဒီနေရာလေးမှာတော့ပန်းပင်ဆိုင်ချင်ဆိုင်လို့ရတယ်ဒါပေမဲ့ tree လေးရောနေတော့ကျင်းသွားမှာပေါ့เนาะဒါပေမဲ့ indoor plant လေးတွေပြတာပါဆိုပြီးတော့အပေါ်တက်ကြည့်အောင်เนาะလာကျွန်တော်တို့ solar cell တွေကိုတော့ကျွန်တော်ဒီဘက်ချမ်းမှာထားပေးထားပါတယ်เนาะဆိုတော့အမှန်အပြည့်သုံးတာဖြစ်တဲ့အတွက် idea မစိုးဘူးပြတချို့လူတွေအဲ့နားမှာ block တွေပိတ်ထားလိုက်လို့ရှင်အမောင်ပို့ပြီးတော့အားပေးလို့ဖြစ်သွားပြီးတော့ဘာမှသိချင်မမြင်ရဘူးပေါ့နော်ပြီးတော့ legal ခွင့်အတက်မှာလည်းဒီလိုမှန်ကြီးတွေသုံးပေးထားတယ်လူမှန်ကြီးသုံးပေးထားတယ်ဆိုတော့တော်တော်မိုက်တယ်ကျွန်တော်တိုက်ကဲဒါအိမ်ရဲ့အပေါ်ဆုံးထွက်တော့မဟုတ်သေးဘူးအပေါ်ဆုံးထွက်လို့ဆိုလို့ရတယ် blue slip ပြန်ကိုတက်မဲ့နေရာလေးပေါ့နော်ဒီထက်စိတ်ဝင်စားလို့ကောင်းတော့ကျွန်တော်ပြပေးမယ်လားဒီ slip ပြန်ကနေအကုန်လုံးကျွေရားတောက်လျှောက်ခင်းထားတာ ခိုခန်းရရပါဖြစ်မယ်ထင်တယ်။မိုက်တယ်။ဒါကျွန်တော်ကြိုက်တယ်။လာ။ကဲဒီနေရာလေးကတော့ကျွန်တော်ဘာလုပ်နေခြင်းလဲဆိုတော့ကျွန်တော်တို့နေ့လယ်နေခင်ညဘက်တွေပေါ့နော်။ကျွန်တော်တို့ရေမိသားစုတွေဝိုင်းဖွဲ့လက်ဖက်တုပ်စားမလားစကားပြောမလားဝိုင်းဖွဲ့လို့ရတဲ့နေရာပေါ့နော်ဒီလေကားကနေပေါ်တက်လို့ရှိရင်ကျွန်တော် roosevelt တူရှိရယ်ဒီနောက်ကကျွန်တော်တို့တက်လာတဲ့လေကားရဲ့ building အပေါ်မှာလည်းကျွန်တော်တို့အမိုးရှိတယ် solar ထားထားတယ်ပေါ့နော် solar panel တွေထားထားတယ်ကျွန်တော်ပြီးရင်ဒီလိုလေးနဲ့ကျွန်တော်ရှင်းပြပေးမယ်ဆိုတော့ကျွန်တော်တို့နောက်ကခန်းကြည့်ရအောင်နော် ခန်းလေးကျွန်တော်ပြပေးမယ်နော်ကဲလာပါဒီခန်းလေးကဘယ်လောက်အောင်ကောင်းလဲဆိုတော့ကျွန်တော်အကြိုက်ဆုံးတော့အပေါ်ဆုံးစက်တွေကျွန်တော်ကြိုက်တာပေါ့နော်ဆိုတော့ square feet ရကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကြည့်ခဲ့တဲ့အောက်ကပထမလောအခန်းနဲ့ square feet အတိုင်းပဲတိတ်ထူးမခြားတော့ဘူးဒါပေမဲ့ lighting ကောင်းကောင်းပူရတယ် lighting ကောင်းကောင်းပူရတယ်ဒီကဲပဲနော်ဆိုတော့ fat level lighting ကောင်းကောင်းရတာဆိုတော့သူက YouTube အိမ်ကတွေ့ရပါလို့တာပေါ့နော်။ဆောက်ကအောက်ကအခန်းလေးနဲ့အကုန်လုံးကအခန်းခွဲရော ရေချိုးပိုင်းတောင်တုံးထားတဲ့ပစ္စည်းရောတအိမ်လုံးအကုန်တူတူပဲဒီအိမ်မှာဘာတင်လာဆိုလို့ဧည့်သည်တွေကဘာထက်ထက်ရမယ်ဆိုတော့ကို luggage ကိုဆွဲပြီးတော့ကိုကိုကြိုက်တဲ့ air con ရင်းကောင်ကြီးအားဝယ်ပြီးတော့တုံးရုံပဲ solar panel တွေ upgrade လုပ်လိုက်အောင်မယ်တအိမ်လုံးနိုင်တော့အောင်နော်ဒါကြောင့်အကြံပေးတာပါဆိုတော့ကျွန်တော်တို့ loose lug တွေတက်ကြည့်အောင်ဒါဆွမ်းတာလေးကြောင့်သင်ထားနေနော်လာ loose lug ကိုသွားကြည့်အောင်နော်လာလေကလည်းတော်တော်လေးလေးပဲဗျမိုက်တယ်ပြီးတော့ဘေးဘက်ကိုလည်းလှိမ့်မကြအောင်လုံခြုံရေးက မာတယ်ကဲဒီဘော်တက်ကတော့အခုကျွန်တော်မြင်နေရတဲ့အတိုင်းအဲအခုကျွန်တော်အဘော်တက်ကိုရောက်တာ ਨੇ မြင်နေရတဲ့နေရာတွေကတော့ကျွန်တော်အာဘာဒန်ရယ် pressure pan ရယ်သူ့နေရာလေးကိုစီစီရေးထားပြီးတော့ pressure pan ကိုအမိုးလေးနဲ့တော့ပြချလုပ်ပေးတာဆိုတော့မိုးလုံးလေးလုံးပဲပေါ့နော်ဆိုတော့အပီဘော်တက်ကိုလည်းကြွေပြားပြည့်ခင်းပေးထားပြီးတော့ကျွန်တော်ရေစိတ်ယူခြင်းမရှိအောင်လည်းပေချလုပ်ပေးထားတဲ့အိမ်လေးဖြစ်တယ်ဆိုတော့တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ဆိုတော့အားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုစိတ်ဝင်စားလို့ရှိရင်ကျွန်တော်တို့ရဲ့ PSN page မှာလာရောက်ဝယ်ယူအားပေးနိုင်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်